ဟိန်ဝင်ရဲ့အဖေသဘောမတူရတဲ့အကြောင်းရင်းမှန်တွေထွက်ပေါ်လာတဲ့ဝိုင်းစုခိုင်သိန်း ရန်ကုန်စင်လီနီယိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်ဟင်းဝင်ရရဲ့မင်္ဂလာသတင်းတွေကြီးစိုးလာတာနဲ့အများအားလုံးရဲ့အာယုံတွေကဝိုင်းစုခိုင်သိန်းစီကိုလည်းရောက်ရှိသွားခဲ့တယ်ဆိုတာကတော့မမှားပါဘူးတစ်ချိန်တစ်ခါတော့ကဝိုင်းစုခိုင်သိန်းနဲ့ဟင်းဝင်ရတို့ရဲ့အချစ်ဇလန်းတွေကိုပရိသတ်တွေအားလုံးကလည်းသိရှိပြီးသားဖြစ်မှာပါဝိုင်းစုခိုင်သိန်းငငယ်ရွယ်ရွယ်ရှိနေတဲ့အချိန်မှာဟင်းဝင်ရနဲ့တညတာထွက်သွားခဲ့တာဖြစ်ပြီးမိဘတွေကလိုက်ခေါ်ပြီးခွဲခဲ့တာကြောင့်လက်ရှိအချိန်အထိဟင်းဝင်ရနဲ့ဝိုင်းစုခိုင်သိန်းတို့ကပေါင်းဆက်နိုင်ခြင်းမရှိသလို့ ဝိုင်းစုခိုင်တဲ့အိမ်နောင်ဆက်များလာကလည်းဟိဝင်ရန်ကြောင့်ပယောဂမကင်းမှုဆိုတဲ့မှတ်ချက်တွေကအမျိုးမျိုးပြုလို့နေတာပါဟိဝင်ရန်နဲ့စိုးပြတဲ့စင်မင်္ဂလာပွဲကျင်းပတာကိုဝမ်းသာနေတဲ့သူတွေရှိသလိုဝိုင်းစုခိုင်တဲ့ကိုတနာနေတဲ့သူတွေကလည်းရှိကြပါတယ်မနေ့တော့ကကျင်းပခဲ့တဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲမှာလည်းဟိဝင်ရန်ကပျော်ရွှင်နေခဲ့တာကြောင့်ဝိုင်းစုခိုင်တဲ့သတင်းတွေကလည်းတစိုးတစတက်လာခဲ့တာပါဟိဝင်ရန်ရဲ့ကြော်ကြားမှုတွေနဲ့အတူဝိုင်းစုခိုင်တဲ့ကိုစိတ်ဝင်စားတဲ့သူတွေကလည်းပိုလို့များလာခဲ့တာဖြစ်ပါတယ်ဝိုင်းစုခိုင်စင်းက တချင်းတွေတည်ဆိုတဲ့နေရာမှာပေါ့ပီရင်မလို့အများကတိမတ်ပြူကြရဲဆိုပေမဲ့အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အမြင်လိုလိုကမကောင်းတက်ကြပါဘူး။နောက်ပြီးတချို့သောသတင်းတွေအရဝိုင်းစုခိုင်သိမ်းမှရှိရင်မျက်ရည်ကမ်းမဲ့ကြောင့်ဝိုင်းစုခိုင်သိမ်းနဲ့ဟင်းဝီရန်တို့ကိုဟင်းဝီရန်ဖခင်ကသဘောမတူပဲလိုက်ခွဲခဲ့တာဆိုတဲ့သတင်းတွေကထွက်ပေါ်ခဲ့တာပါ။ဒါကြောင့်ဒီကနေ့မှဆိုရင်တော့ဟင်းဝီရန်ရဲ့မင်္ဂလာပွဲသတင်းနဲ့အတူဝိုင်းစုခိုင်သိမ်းရဲ့နောက်ကျောင်းတွေကလည်းပေါ်လာခဲ့တာပါ။ ိုင်းစုခိုင်တိန်ကဟင်းဝင်ရဲနဲ့လမ်းခွဲပြီးရဲ့နောက်မှာတော့ခင်မုံဖြစ်သူအုတ်ကာသူနဲ့တခန်းတနာမင်္ဂလာပွဲကြီးကိုကျင်းပပြီးလက်ထပ်ခဲ့ပါတယ်။အဲဒီနောက်မှာကွဲကွာသွားပြီးတော့အောင်လားနဲ့လည်းတရားဝင်ယူထားခဲ့တာပါ။ဒါကြောင့်မလို့အားလုံးကဝိုင်းစုခိုင်တိန်ကိုလင်မြားနဲ့ခင်ထားဆိုပြီးမှတ်ချက်တွေပြုနေတာပါ။လွန်ခဲ့တဲ့ရက်ကဆိုရင်ဝိုင်းစုခိုင်တိန်တို့ရဲ့အကြောင်းကိုသိရတဲ့သူတယောက်ကဘသူကမှနင့်နာလို့စိတ်မရှိပါဘူးတိတလောက်ပြောပြတာပါ။ဟင်းဝင်ရဲ့အမေကဝိုင်းစုကိုမျက်ရည်ကမ်းမှဲ့ကြောင့်ခွဲရတာမဟုတ်ပါဘူး။ငွေကြေးအဆင့်တန်းကြောင့်လည်းမဟုတ်ပါဘူး။ ဦးဟင်းဝင်ရက်နဲ့မတိုင်ခင်တင်းရီဇဝါနဲ့ချစ်သူတွေဖြစ်ခဲ့တယ်ပြီးတော့ရှူတင်ကမီးတိုးမန်ထိုးကောင်လေးနဲ့ခိုးရလိုက်ပြီးခဲ့ပါသေးတယ်ပြီးတော့မှဟင်းဝင်ရက်နဲ့ပါဟင်းဝင်ရက်ကသူ့ကိုတကယ်ချစ်ခဲ့လို့အဲ့ဒါတွေကိုမမှုခဲ့ပါဘူးဒါပေမဲ့မြမရိုရကိုမျက်နှာပြီးရှင်ယိုးဆန်နဲ့ဟင်းဝင်ရက်တို့မိသားစုတွေကခါခါတီးတီးဖြစ်ခဲ့ပါတယ်အောင်လာနေတုန်းကလည်းပစွန်နောင်လမ်း90မှာတိုက်ခန်းကပြီးဖြစ်ချင်နိုင်ဖြစ်နေကြတာပါငါတို့ကအခန်းရက်မှုအတိဆုံးဆိုပြီး comment တောင်ကထွက်ပေါ်လာခဲ့တာပါဒီစကားတွေနဲ့ပတ်သက်ပြီး comment မှတ်နေသူကတောင်းဝ င်ယူနိုင်မှုရှိလားမရှိလားသိပေမယ့်ဝိုင်းစုခိုင်တင်ကတော့နစ်နာသွားခဲ့ရတာအမှန်ပါဝိုင်းစုခိုင်တင်ကပွေတက်ရှုပ်တက်တဲ့ဗီဇရှိတယ်လို့ပြောလိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဟိတ်ဥယျာဉ်တို့မိသားစုတွေကလက်မခံဘူးဆိုတဲ့အမှန်တရားကိုချပြလာခဲ့တာပါအားလုံးကတော့ဟိတ်ဥယျာဉ်ကစိုးပြစ်တစင်နဲ့ကောင်းကောင်းမွန်မွန်ပျော်ရွှင်နေတဲ့အချိန်မှာဝိုင်းစုခိုင်တင်ကိုလည်းသူ့ကိုအမှန်တကယ်ချစ်မြတ်လို့ပြီးတင်တောင်းတင့်တယ်ထားနိုင်တဲ့သူမျိုးနဲ့ပျော်ရွှင်စေချင်တာပါဟိတ်ဥယျာဉ်နဲ့ဝိုင်းစုခိုင်တင်ကွဲကွာသွားတဲ့အတွက်လည်းစိတ်မကောင်းဖြစ်နေကြတော့မယ်ဖြစ်ပါတယ်ဗီဒီယိုကို ကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောဘယ်လိုတွေထင်မြင်မိလဲဗီဒီယိုအောက်က comment လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်